Hello ဒီနေ့ဖြူဖြူကအကျော်ဆုံးလေးစချစ်စိတ်ပေါက်လာလို့မို့လို့ဖြူဖြူစမရှိရဲ့ပစ္စည်းလေးတွေနဲ့အကျော်ကျော်ပါမယ်။ဘာကျော်လဲဆိုတော့ဘူးတီကျော်ပါမယ်၊ခရမ်းတီကျော်ပါမယ်၊အာလူးကျော်ပါမယ်၊ကြက်တုံကျော်ပါပါမယ်။တကယ်တမ်းတော့ဖြူစားချင်တာကဘရာကျော်ပေါ့နော်ဘရာကျော်ဆိုတာဖြူအညာမှာမပဲကျော်ဘရာကျော်ခေါ်တယ်ဟုတ်။ဘရာကျော်ရဲ့တူဦးကျော်ရဲ့စားချင်တာ။ဒါပေမဲ့ဖြူစမပေါ့ပစ္စည်းတွေကအဲအရင်သိမရှိနေလို့အခုရှိနေတာလေးနဲ့စချစ်စိတ်ပေါက်လာတော့လေးကိုကြော်စားပါပါ။ အလူးကြော်ဖို့အတွက်ဆိုလို့ရှိရင်ဖြူကအခွန်မခွာတော့ပါဘူးရေလေးတစ်ချာပြောင်းအောင်စေးထားတယ်။အဲ့ဒါကိုမှအကွင်းလေးတွေပြီးမှာပါ။အလုံးကိုဒီလောက်ရပါတယ်။ဖြူဖြူကကွာညီမနှစ်ယောက်ပဲစားမှာဆိုပြီးအများကြီးတော့မကြော်တော့ဘူးကော။ကဲဒါကအလူးအလူးနှလုံးမှာဒါကတော့ကြက်တော်မှာကြက်တော်နေကိုလည်းနှလုံးသုံးထားပါတယ်။ ချက်သွင်းနေနှလုံးပေါ့နော်။ဒါကတော့ခရမ်းပြီးပါ။ခရမ်းပြီးကိုတော့ဒီလိုမျိုးလေးတလုံးကိုဒီလိုလေးကြော်မယ်ပေါ့နော်။ဒီလိုလေးလေးပြီးကြော်ပါမယ်။နည်းနည်းလေးအလုံးကြည့်ရင်တော့3စိတ်5စိတ်လောက်စိတ်လို့ရပြီ။ပြုခရမ်းလေးလေးတွေကနည်းနည်းသေးတော့မချမ်းလောက်ပဲချမ်းပါမယ်။ခရမ်းလေးကောက်နေသေးဟဲ့။အဟောစီ။ လိုလေးပေါ့နော်ဟိုပြပြအကြော်ကြော်စားမဲ့စိတ်ကူကမရှိဘူးဒါဟင်းချက်ဖို့ဝဲလာတဲ့ဟာမှာအကြော်ကြော်စားခြင်းစိတ်ပေါက်လာလို့မလို့ပြပြကြော်လိုက်တာပေါ့နော်ဘာလို့ဆိုလို့ရှိရင်တော့တခြားစုံပေါ့နော်ကြော်လို့ရတယ်နောက်တစ်ခေါက်ကြာမှတိတိချာချာစုပ်စုပ်စစ်စစ်လေးထပ်ပြီးတော့ကြော်ပြပါမယ်တို့တော့ကောက်နေကြတော့ဟဲ့ ကဲရပါပြီဒါတော့ခရမ်းသီးလေးတွေအကုန်လုံးဒီလိုမျိုးလေးတွေရှိထားပေးလိုက်ပြီပေါ့နော်ဒါကတော့ဘူတီပါဘူတီကိုကြော်ဖို့အတွက်လီပါမယ်ဘူတီကြော်ကအခုလိုက်ကလေးတွေကြော်မှာဒီလိုလေးလှိလိုက်ပါတယ် okay ဒါကတော့ဘူဒီတချမ်းစာပေါ့နော်ဘူဒီတချမ်းစာတော့ရပါတယ်ကဲရပါပြီဒါဆိုလို့ရှင်တော့အကြော်ကြော်ဖို့အတွက်အပြည့်အကုန်လုံးကိုပြင်ဆင်လို့ပြီးသွားပြီပေါ့နော်လှီးလို့ပြီးသွားပြီဘာလို့ရင်ကြော်မှလဲဆိုတော့ရီစားနေလို့မျိုးအယောင်ပြောင်းတတ်တဲ့အာလူးနဲ့ဖျံပြီးတည်ထားပြီးသားအာကိုရင်ကြော်ပါပါအချင်းကကြတော့ဖြူဖြူတို့အညာအချင်းပုံစံဖြူဖြူတို့ညီမနှစ်ယောက်အရန်ကြိုက်တဲ့အညာအချင်းပုံစံလုပ်ပါမယ်။ဒါမကြီးမဲ့မကြီးမဲ့ကောင်မရေနွေးလေးနဲ့ရေနွေးနွေးလေးနဲ့စိန်ထားပြီးတော့နှစ်ကြောင်လုပ်ခါတာ။ အဲ့ထဲဦးမှာငရုတ်ကြီးစိမ့်လေးညှစ်ထဲပါမယ်။ဒီလိုကခုနပိုင်းအကြိုအပြင်မှာမစားဖြစ်တာကအဲ့စီမတတ်မှကြောက်တာရဲ့ပြီးတော့ဒီမှာကျတော့များသောအဖြစ်အချင်းတွေကလေဆော့ကျင်နေနဲ့စားကြတယ်။စောကျင်နေနဲ့အဲဆက်လက်ရွက်နေပေါ့နော်အဲ့လိုမျိုးစားကြတယ်ဖြူဖြူအညာမှာကျတော့အချင်းဆိုလို့ရှိရင်ဒီလိုမျိုးမကြီးကျင်နေပဲစားတော့ငငယ်ကနေကအဲ့လိုမျိုးပဲစားတတ်တာပေါ့နော်စားတတ်တာဆိုတော့ခါကျတော့များတော့အဖြစ်အကျော်ဝယ်မစားဖြစ်ဘူးဒီလိုမျိုးမကြီးကျင်လေးရဲ့ပြီးတော့ဒါကော်ဖီလေးရိပ်ရိပ်လေးလှီးထားတာလေးရဲ့ထင်တယ်လို့ရှိရင် အရာသာတော့ကတော့စားနဲ့အရာသာမှုပေါ့နော်အချိုမှုသုံးတဲ့သူအချိုမှုသုံးလို့ရတယ်ဒီလိုတော့မသုံးတော့စားနှစ်စွမ်းလာရဲ့အရာသာမှုလေးရထည့်မယ်ဒါဒီဒါပဲဟုတ်အချင်ရတော့ဗောနော်ဘာလို့အချင်ကိုအရင်လောက်တာတော့ဆိုတော့ပြည်သူတို့ညီမညောက်ကအကျော်ကိုကြော်ရင်းနဲ့စားမှာမို့လို့ကြော်ရင်းနဲ့ဆယ်ပြီးတော့တန်းစားမှာမို့လို့တခါလေအချင်အရင်တက်လေးပြင်ထားတာ။ဒီအဲ့ဒါဆိုလို့ရှိရင်ဒါကအညာ style လေး ်ညဆိုင်အချင်းလေးရပါပြီအကျော်ကျော်ဘူးအတွက်ကြတော့ဖြူဖြူကဒါအကျော်မှုံရယ်ဆန်မှုံရယ်အဲမှုံရယ်သုံးပါပါကဲပထမဆုံးအာလူကြော်မှာပေါ့နော်အာလူကြော်မှာဆိုတော့ကြော်မဲ့အာလူကိုနေဖို့ပကံလေးကိုထည့်လိုက်မယ်ပြီးရင်ဆန်မှုံသုံးခွဲလောက်ရယ်ကြော်မှုံသုံးတဝက်လောက်ရယ် ေမုံတစ်စုံတော့ရေးထည့်လိုက်ပါမယ်။ Yeah ရတာအတွက်ကကြတော့ပြူတော့စားနဲ့အရတာမဟုတ်တော့ပါမယ်။အဲတော့စားလေးနည်းနည်းထည့်မယ်။အရတာမုံလေးနည်းနည်းထည့်ပါမယ်။မွေးအနံ့ကြပါတော့ကျတုံပြုံနဲ့ဂျင်းထောင်းထားတာလေးနည်းနည်းထည့်လိုက်ပါမယ်။ဒီရေရှည်လေးထည့်ပြီးတော့မွေးပါမယ်။ ြီးရကျတော့ထိမ့်ထိမ့်ထည့်ရတယ်ပေါ့နော်သူကဆရာသားခြံပြီးတော့ထည့်ရတယ်အဲ့လိုကဲရှားပြီဒါဆိုရင်တော့ဒီလိုအာလူလေးစာပြီးတော့ကြော်တော့မယ်နော်စီပူလာပြီးဒီမှာစီကျက်နေပြီဆိုတော့ဒီလိုအာလူလေးတွေပထမဆုံးထည့်လိုက်ပါမယ်ဒီလိုလေးအနှစ်လေးနဲ့ဒီလိုမျိုးလေးအနှစ်လေးနဲ့လူးလူပြီးတော့ထည့်မယ်ပေါ့နော်တခုနဲ့တခုဖြတ်သွားမှာဆိုလို့ဒီကဒီလိုမျိုးလေးနေရာလေးလွတ်တဲ့နေရာလေးကြည့်ကြည့်ပြီးတော့ထည့်ပေးပါရယ်။မင်းအလူးနှလုံးကတခွင်စာကွက်တည်တယ်။ အဲ့ဒါဆိုလို့ရှိရင်ဒါအာလူလေးကကြော်နေတော့ကြော်နေတော့ငိုပြီးတော့နောက်တစ်ခွင်စားအတွက်ခရမ်းသီးလေးတွားပြီးတော့နှဲပါမယ်မုန်နှစ်ခုနနဲထားတဲ့စလုံးမျိုးပဲခရမ်းသီးထည့်မယ်ဒါဆန်မုတ်ဆန်မုတ်မဆွန်ထည့်ပါမယ်ကြော်မုတ်သဆွန်ထည့်မယ်ဘဲမုတ်လေးသဆွန်ထည့်ပါမယ်အရာတာအတွက်ကတော့စားသဆွန်ရယ်ဘရားတာမုတ်လေးသဆွန်ရယ်ထည့်မယ်သူရှည်ရကြတော့ထိမ့်ထိမ့်ပြီးတော့ထည့်ရတယ်ဒီလိုခုနရေးလေးနည်းနည်းလုံသွားလို့ဒီလိုမျိုးလေးထိမ့်ထိမ့်ပြီးတော့မှုရလိုက် ထည့်လိုက်ထည့်ရတယ်ပေါ့နော်ဂျင်းတက်လေးနဲ့ကျက်သွန်ပြူလေးထောင်းထားတာလေးထည့်မယ်ဒီဟာတမအောင်လေးဒီချာလေးနေပြီနဲ့ကျော်လို့အကောင်းဆုံးနေထားတော့ဒီလိုမျိုးလေးမပစ်မကျဲလေးပေါ့နော်သူဟာနဲ့သူဒီအနှစ်ကလေးနဲ့ကျော်မဲ့ဟာလေးနဲ့ဒီလိုလေးကတ်ပြီးတော့ဒီလိုမျိုးအနေထားလေးကကျော်လို့အကောင်းဆုံးပါပဲအဲ့ဒါဆိုရင်ဒါလေးနေထားပြီးတော့ဒီလိုခုနအာလူအိုလီထက်ဆက်ကြည့်လိုက်မယ်နော် ကဲဒီလောက်ဆိုလို့ရှိရင်ဘူရိုဘူဘတ်တစ်ဖက်လေးကိုလိုက်ပြီးတော့အကုန်လှမ်းပေးပါမယ်။ကဲဒီလိုမျိုးရွှေရောင်လေးတန်းလာပြီဆိုရင်တော့အကြော်လေးတွေကျက်ပါပြီဆယ်လို့ရပါပြီရှင်။ဖြူဖြူအကြော်ကိုဒီလိုမျိုးမကက်အိုးနဲ့အခုကပထမအချိန်စ try ဘူးတာပေါ့နော်တော်တော်လေးအဆင်ပြေဒီအိုးလေးနဲ့ကစီကုံလဲတက်တာတွေအကြော်လေးတွေလည်းလှပါတယ်။စားရချင်းကြရင်စီမအေးအောင်လို့မလို့ဒီလိုမျိုးဆဲမဲ့ချင်းတဲ့ကိုစက်ကူလေးခံပြီးဆဲပေးပါရှင်။ နောက်တစ်ခွင်ကတော့ခရမ်းသီးကျော်အလဲပါခုနမုံနှစ်နေထားတဲ့ခရမ်းသီးလေးတွေကိုတစ်ခုချင်းစီလေးကျော်ပါမယ်မုံနှစ်လေးတွေနဲ့ကပ်မရအောင်လို့မလို့မကျော်ခင်မှာတစ်ခုချင်းစီလေးတွေကင်ပြီးတော့မုံနှစ်ပကံနဲ့ကိုလူး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 ပြီးတော့ကျော်ပါမယ်ပြပြခရမ်းသီးကကြတော့30သားကိုတထောင်မိုးခဲ့တာအများကြီးပဲရတယ်သူတခွင်ကိုနည်းနည်းလေးကြက်ချင်တယ်ပေါ့နော်ခရမ်းသီးကြောကနည်းနည်းများသွားပါတယ် ခရင်သီးကြုံကိုတည်ထားတော့မှပဲဖြူဖြူကြက်သွန်ကြော်အတွက်မုံနစ်ပြင်ပါတယ်ထဲတဲ့ပအဝင်ပစ္စည်းတွေကတော့ခုနတိုင်းဆိုတော့ဖြူဖြူထပ်ပြီးတော့မပြောတော့ပါဘူးရှင်ဖြူဖြူကနည်းနည်းတွတ်တွတ်လုတ်တက်တဲ့သူမျိုးလို့တခွင်ကြော်ထားတော့တန်းလန်းမှပဲနောက်တခွင်တွေ့ပြင်တာပါတကယ်လို့ကိုကအေးအေးဆေးဆေးလေးနဲ့ကြော်တတ်တဲ့သူဆိုလို့ရှင်တော့တခွင်ပြီးမှတခွင်ကြော်ဖို့ကြံပေးပါတယ်တူးသွားမှဆိုလို့ပါရှင်ကဲခရင်တီကျော်လေးတွေလည်းကြက်ပါပြီ။သူကကြတော့နည်းနည်းလေးအိုးကြက်သွားလို့တစ်ခုနဲ့တစ်ခုနည်းနည်းပူးကျင်ပါတယ်။ ခရမ်းသီးတထောင်ဖို့ကြော်လိုက်တာဒါမျိုးတကောကြီးရပါတယ်ရှင်သူ့ကိုလည်းတခြားလေးစီစစ်ပြရနဲ့အကြော်ပန်းလေးတည်းထည့်လိုက်ပါပြီကဲအခုဆိုရင်တော့အာလူကြော်နဲ့ခရမ်းသီးကြော်လေးကြက်ပြီးပဲဖြစ်ပါတယ်ကျွတ်ကျွတ်ရွရွပူပူမွမွေးလေးပါကဲနောက်တစ်ခွင်ကတော့ကျက်သွွန်ကြော်အလဲပဲဖြစ်ပါတယ်ကျက်သွွန်ကြော်ကကြတော့အခုလိုက်လေးတွေကြော်မှာဆိုတော့ရောင်းမလေးပေါ်မှာအခုလေးတွေလိုက်ပြပြီးတော့ကြော်ရပါတယ် ကဲနောက်ဆုံးအလှည့်ကြတာကတော့ဘူးတိကျော်ပဲဖြစ်ပါတယ်ဘူးတိကျော်အတွက်လည်းခုနအတိုင်းပဲစံမှုံနှစ်စာအကျော်မှုံတစ်စာဘဲမှုံတစ်စာထည့်ပါမယ်အရာသာအတွက်ကတော့စားနဲ့အရာသာမှုံလေးထည့်ပြီးတော့အမွေးအတွက်ကတော့ဂျင်းနဲ့ကြက်တုံပြူထောင်းထားတာလေးထည့်ပါမယ်ရေနည်းနည်းချင်းလေးစီထည့်ပြီးတော့တေချာလေးတမအောင်မှုေပေးပါမယ် အခုမှပြန်စစကြည့်လိုက်တော့လေဖြူဖြူကငငယ်လေးကနေကအကျော်ကျော်ရတာဝါသနာပါရဲ့တင်နေအကျော်သေးလေးစီကိုအကျော်သွားဝယ်ရင်းနေဆိုရင်သူတို့ဘလို့ကြော်လဲဆိုတော့အမြင်ကြည့်ပြီးတော့မှန်နေရတော်တော်ငငယ်လေးကနေကကဲဒီလောက်အနေထားကတော့အကျော်ကျော်ဖို့အဆင်ပြေဆုံးအနေထားလေးပဲဖြစ်ပါတယ်မပြတ်မကျဲလေးပေါ့နော်ကဲကြက်သွန်ကျော်လေးကတော့ကြက်သွားပါပြီဖြူဖြူကကြက်သွန်ကျော်တိတ်မကြိုက်လို့ကကြက်သွန်နှလုံးမဲကျော်ထားတာကို6ခု9ခုလောက်တော့ရပါတယ် အကျော်လဲကြော်စားခြင်းနဲ့အိမ်မှာလဲဘာမှဝယ်ပြီးသားအဆင်သင့်ရှိမနေဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးကြက်သွန်ကြော်လေးလွဲတကူကြော်စားလိုက်လို့ရပါတယ်။ကဲနောက်ဆုံးမှအလှည့်ကြတာကတော့လူတိုင်းကြိုက်တဲ့ဘူးသီးကြော်ပဲဖြစ်ပါတယ်။ဘူးဒီကြော်လေးကကြတော့ကိုကြိုက်တဲ့ပုံစံလေးတော့ကြော်စားလို့ရတယ်ပေါ့နော်ဖြူဖြူဒီရန်ကုန်မှာတွေ့တာကကြတော့ဖြူကြော်လိုမျိုးအချောင်းတစ်ချောင်းချင်းစီလေးကြော်တာများတယ်ပေါ့နော် ဖြူတို့အညာမှာကြတော့ဘူးတိကျော်ဆိုရင်ဒီလိုအခုလေးတွေကြော်ပါတယ်သူကရောင်းမလေးပေါ်မှာအခုလေးတွေလိုက်ပြင်ပြီးတော့အဲ့လိုအခုလိုက်လေးတွေကြော်ပါတယ်ဘူးတိကျော်ကကြတော့လူတိုင်းနှိပါကြိုက်ကြရပေါ့နော်သူကဘူးတိကိုလက်လက်ဆက်ဆက်နုနုထွတ်ထွတ်လေးကြော်မယ်ဆိုရင်ပို့ပြီးတော့ချိုပြီးတော့စားကောင်းပါတယ်ဘူးတိကျော်အစားသခွားဒီနုနုလေးတွေတို့ခေါ်ရခါဒီတို့ကြော်စားလို့လည်းရပါတယ်ဟုတ်ကဲ့အခုဆိုရင်ဖြူဖြူတို့စားခြင်းနဲ့ဘူးတိကျော်လေးချက်ပါပြီဘူးတိကျော်ဆိုလို့ရှိရင်ဒီလိုအခုလေးတွေလိုက်စားရတာပို့ကြိုက်ပါရဲ့ရှင်တော်စားခြင်းစရာကောင်းနေပြီတော့ ါကတော့သူ့ရဲ့ဘူတီကျော်လေးပါ။ဟာဘူတီကျော်ကတော့နောက်တစ်ခွင်စာကြံနေရတဲ့အတွက်သူဆက်ကျော်ပါမယ်။ဒါလေးကတော့သူကျော်ထားတဲ့ဘူတီကျော်နဲ့တုံကျော်လေးပါ။ဘူတီကတော့အလုံးတစ်လုံးရဲ့တချမ်းဆိုတော့တော်တော်များရယ်ဆိုတော့နှစ်ခွင်စာရပါတယ်။ပြီးတော့နောက်တစ်ခွင်စာထပ်ကျော်လိုက်တာပါ။ကဲနောက်ဆုံးမှာတော့စာရင်ကြော်ရင်ကြော်ရင်စာရင်နဲ့ဖြူဖြူရဲ့အကျော်ဆုံးဖန်လေးတွေချက်သွားပါပြီ။ဒါကဘူတီကျော်။ဘူတီကျော်၊ခရမ်းတီကျော်၊အာလူးကျော်။ဒါလေးကတ ဘန်းမှာဘူးဒီကြော်နဲ့ကြက်တုံကြော်လေလောကအဝါအပြဲစားလို့ရပြီပြီးတော့ညီမနှစ်ယောက်အိမ်မှာပဲစားဖို့စီတန်တန်နဲ့ special ကြော်ထားတဲ့အကြော်ဆုံးမှာကြော်ဆုံးလေးနဲ့မကြီးကျင်လေးနဲ့ဦးဒါတွေစားကျင်နေပြီကဲအဲ့ဆိုလို့ရှိရင် few အကြော်လေးတွေမြည်တီမယ်နော်อืมဖတ်ကြည့်ပြရင် બહુ બધી જોબ પૂરી આવે જોબ પૂરી બધી જોબ Chúa, ủa, điều miêu đi, điều miêu, ừ, chôn nhỉ, đi lên nữa. もう11時やな。あっちよね。もう、以上ね。もう、飛ぶよ。ポンだ。ほんの、あるじゃば。 后就全流，他们都比较。ขอพี่ด้วยขอพี่ด้วยติดใจเลยพอพี่ด้วยติดรถเต็มเยอะฮัลโหลกล้งกับมาใชอะไจ้า 맞아. 뜯어 줘. 음, 왜? 嗯，我老公咋办？ khuyên chụp khuyên rửa nhà cho rửa nhà có thể chỗ thả bà khuyên đi này nhau nửa rửa cảnh sai là chạy cái rồi đấy dùng nụ chén này đủ béo ừ khuyên đi chỗ là con rồi ช่ปะแล้วก็ อาลูกได้ไปเจัอว่าพูดยังไงเจออาลูกพูดยังเจอเลยปะเราส่งเพื่อนเสียท่าจะรอพูดได้ปะอาลูกเนี่ยพูดยังไงก็แทนอืม ဘူးကြီးကချိုပြီးတော့အာလူကစိတ်နေချိုစိတ်စိတ်နေအာလူဘူးကြီးပူနွေးနွေးနဲ့အခုကြော်အခုစားလုံးဝရှယ်ပဲပြုလို့ညီမမြောင်သလုံး ကျော်ရင်းနဲ့ဆယ်ရင်းနဲ့စားနေရတကယ်တော့တော်တော်များများဘာသာထဲမှာပုံပုံစားယူမှာနှစ်ပိုင်းဆိုတော့လေကဲဖြည်းဖြည်းရဲ့အကျော်ဆုံးလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ဘလော့တင်မှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်